ခွန်ရေးကိုသူတို့တွေနှစ်ပေါင်းဆယ်ချီပြီးတော့ရှာပွေခဲ့ကြတာ။အဲသူတို့တွေလည်းအဲ့ဒါကိုအခုလိုမျိုးလွယ်လွယ်ကူကူမရခဲ့ပါဘူး။အခုကတော့ဘာလို့လွယ်လွယ်ကူကူရလဲ။လွယ်လွယ်ကူကူမဟုတ်တဲ့တိုင်ပေါ့နော်။ဘာဖြစ်လို့ဒီလိုမျိုးရလဲ။အားလုံးပဲမင်္ဂလာပါဗျာ။ကျွန်တော်ရဲ့ဘောမရက်ကွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ။နေ့စဉ်ထူးဆန်းတဲ့တဲ့အပါဝင်တဲ့တဲ့ထူးတဲ့တဲ့ကောင်းတဲ့တဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်ဘာနေရာဒီဒီမှာရှိကြတဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားအရင်နာညီကိုမောင်နှမများအားလုံးအမင်္ဂလာပါလို့ဥစွာနှုတ်ဆက်ပါတယ် အလုံးလဲစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းမာခြင်းနဲ့ပြေပြာဝေးပွားပြီးတော့ဒီသားစုတွေအားလုံးအစသာအရာရာဘေးကင်းဆင်ပြေပါစေလို့လဲအဆုမွန်တောင်းလိုက်ပါတယ်အဲဒီကနေ့ကတော့ကျွန်တော်တို့ရဲ့ချစ်တဲ့ဘုရားဗတ်မိသားစုဝင်နေနဲ့ပြန်ဆောင်ဖို့အကြောင်းလေးဖန်လာတယ်လို့ပြောရမှာပေါ့အဲ့ဒါတော့ဒီကျွန်တော်တို့ရဲ့ ဒီပမာမျိုးသားဒေါ်လာရေးတက်မလို့ BNI အဲ့အတွက်ဗဏ္ဍာငွေရှာဖွေရမှာအဓိကတာဝန်ယူထားတဲ့ဒီဗဏ္ဍာရေးအဖွဲ့ပူဇော်ပတ်အဖွဲ့ကနေပြီးတော့ဒီပြီးခဲ့တဲ့၃လပိုင်းမှာပြုလုပ်တဲ့ပြီးခဲ့တဲ့ဒီ match လာနဲ့စပြီးပြုလုပ်တဲ့ project 2025ဆိုတဲ့ campaign လေးနဲ့ဆက်ဆက်ပြီးတော့ပေါ့နော်အဲဒီမှာကျွန်တော်ဒီမှာ support လာကြတဲ့မိဘပြည်သူတွေနဲ့ပတ်သက်ပြီးတော့အဲကျွန်တော်အနေနဲ့ပြန်ပြီးတော့ note concept စကားပြန်တဲ့အစီအစဉ်လေးလုပ်ဖို့ဘာနာရဲမှုကတင်ပြလာလို့နောက်ဒီအစီအစဉ်လေးကိုလုပ်ဖြစ်တာဖြစ်တဲ့အဲကြောင့်ကျွန်တော်တို့ဟိုမတွေ့ရကြပြီဖြစ်တဲ့ကျွန်တော်တို့ရဲ့ကိုစားပွဲမိသားစုဝင်နေတဲ့ဒီကနေ့ညတော့ပြန်တွေ့ရတာပေါ့အခုနာကဟိုလိုက်အစီအစဉ်ငါပြန်ဖြက်လိုက်ရပြန်ဖြက်လိုက်ရတာတခြားကြောင်မဟုတ်လိုင်းကဘလို့မှအစင်မပြေတဲ့အခါကျတော့ဒီမှာပြောရတဲ့ နေရာမှာလဲအာယုံကလွတ်လွတ်သွားပြီးတော့ကျွန်တော်တို့ဟိုစောင့်ပြီးတော့နားထောင်နေရတဲ့မိသားစုဝင်တွေလဲဒီအဆင်မပြေဖြစ်လို့မလို့ကျွန်တော်အခုနကလိုက်ကိုဖြတ်ပစ်လိုက်တာပါနော်အခုအစ်စ်အခုမှအစ်စ်ပြန်စတာကဲအလုံးလဲဟိုတီဗီဖြစ်မှာပါကျွန်တော်တို့ဗမာမြို့သားဒေါ်လာရေးတက်မလို့ဒီ2025ခုနှစ်မှာကျွန်တော်တို့ရဲ့ ဒေါ်လာရေးလုပ်ငန်းစဉ်တွေအချိန်မြင့်နိုင်ဖို့အလိုအပ်တဲ့ဘဏ္ဍာငွေရှာဖွေတဲ့ကမ်ပိန်းလေးမတ်လကလုပ်ဖြစ်နေ Roger 2025လို့နာမည်ပေးထားတယ်အဲဂျွန်လာတဲ့ဒီ၃လတာရည်ရွယ်ပြီးတော့လုပ်တဲ့ကမ်ပိန်းလေးပေါ့နော်အဲ့ဒီအဲ့ဒီကမ်ပိန်းလေးကဒါ target တော့ဒေါ်လာ5သိန်းထားထားတယ်နော်ဒေါ်လာ5သိန်းဒီကျွန်တော်တို့မျှော်မှန်းထားတယ်ဒါပေမဲ့တော့လည်း ျွန်တော်တို့ရဲ့မိသားစုဝင်တွေလည်းပြန်မနေကြပြီเนาะတော်လိုင်းရေကာလာကလည်းဒါလေးနှစ်ကျော်ကာလာလည်းဟိုရောက်လာပြီဆိုတော့ဒီဒီပမာဏကတော့နည်းနည်းတော့ဟိုဟိုများတဲ့ပမာဏပေါ့เนาะဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မှလည်းဒီတခြားတက်လေပတ်ဖို့ရအတွက်တခြားကနေပြီးတော့ဝင်ဝင်တစ်ခုမှမရှိတဲ့အခါကျတော့အဲဒီအပေါ်မှာမိတရတဲ့အခါအာနာနာနဲ့ပဲအဲကျွန်တော်တို့မိသားစုဝင်တွေစီကိုဒါဒါလေးတောက်ခံရခြင်းဖြစ် ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကရှိသလောက်နဲ့တော့ဒါစူးစမ်းပြီးတော့လုပ်သွားမှာဖြစ်ပါတယ်။ဒါမှလည်းဒီကနေ့2025မှာကျွန်တော်တို့ကြီးကြီးမားမားစစ်စင်ရေးဒီကျွန်တော်တို့အရေးဝထားတာဖြစ်အားလုံးလည်းတည်မှာပါကျွန်တော်တို့ဒီဟိုမနစ်ကလည်းပြီးခဲ့တဲ့2024ကလည်းအဲကျွန်တော်တို့ကမ်ပိန်းနှစ်ခုလုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီကမ်ပိန်းနှစ်ခုမှာစုစုပေါင်းကျွန်တော်တို့သိန်းအာ 9,500လောက်ရခဲ့တယ်ပေါ့နော်။သိန်း1,000တော့မပြည့်တတ်ဘူးပေါ့နော်။အဲ့ဒီအဲ့ဒီငွေပမာဏနဲ့ကျွန်တော်တို့မနစ်ကနေအဲဒါလူသိန်းစစ်စင်ရေးတစ်ခုလည်းလောက်ခဲ့တာရှိတယ်ပေါ့နော်။ဒီနေ့တော့ကျွန်တော်တို့အဲ့ဒီထက်ပိုတဲ့မြန်မာချက်တွေရှိတယ်။အာပြင်ဆင်မှုတွေလည်းရှိတယ်ပေါ့နော်။အဲ့ဒီအတွက်ကြောင့်ဒီဒေါ်လာ9သိန်းကြီးတိုးမြင့်ပြီးတော့ဒီမှာကမ်ပိန်းကိုတာဂက်တက်မှတ်ထားတာရှိတယ်နော်။အပြည့်တယ်မပြည့်တယ်ဆိုတဲ့ကိစ္စမှာတော့ အကျွန်တော်တို့ရဲ့မိသားစုဝင်တွေဝင်းရံအပိမှုအပေါ်မှာလည်းမူတည်မယ်ဒါတကယ်လို့မပြေဘူးဆိုရင်လည်းကျွန်တော်တို့အနေနဲ့ကတော့ရှိသလောက်နဲ့တာဝန်ကျအောင်စူးစမ်းမှာဖြစ်ပါတယ်။เนาะကိုမိသားစုဝင်တွေရဲ့စေတနာကိုနားလဲတယ်ပြန်မှန်းနေကြတဲ့အရှင်တွေကိုလည်းနားလဲတယ်ပေါ့နော်။အဲဒါကြောင့် တည်တဲ့အတိုင်းပဲကျွန်တော်တို့ဘီယန်နာတွေကဟိုជីជីမမဆယ်လီတွေဘယ်သူမှလည်းဒါပါတဲ့အလေးထားမရှိဘူးပေါ့နော်ဒေါ်လာရေးစကနဦးကလေးကဒီမိသားစုဝင်နေနဲ့ပဲကျွန်တော်တို့အပြန်လှန်လက်ချင်းဆက်ပြီးတော့အာချီတက်ခဲ့ကြရတာဒီမိသားစုဝင်ကလည်းဒီမိသားစုဝင်တွေမှလည်းဗမန်နေကြပြီဆိုတော့ဟိုလိုအပ်ချက်တွေတော့ရှိမှာပေါ့တော်တော်တော့

အခုခုဆိုရင်ဒီမိသားစုပြန်ပြန်ငဲ့နေရတယ်လို့အခုဒီ campaign လေးမှာဆိုရင်လည်းကျွန်တော်တို့၃လပိုင်းကစလိုက်တယ်အငလျင်ကိစ္စဖြစ်လာတဲ့အခါကျတော့အပြည်သူလူထုတွေကိုငဲ့ပြီးတော့ကျွန်တော်တို့ရဲ့ campaign လေးကိုရပ်ထားလိုက်ရတာရှိတယ်မနစ်ကလည်းတချို့သတိထားမိလိမ့်မယ်ထင်တယ်ကျွန်တော်တို့ဒီ campaign မှာဒီအာရေးဘေးဒီဘေးနဲ့ဂျုံလေးရတယ်အဲ့ဒီမှာလည်းနည်းနည်းတော့ဟိုအာနေချက်တွေဖြစ်သွားတယ် အခုဒါဒီဒေါ်လာ9သိန်း campaign ကတော့ကျွန်တော်တို့စစ်စင်ရေးအတွက်မျှော်မှန်းချက်တွေလည်းပါတယ်။နောက်ကျွန်တော်တို့ရဲ့ဒီဗမာမျိုးသားဒေါ်လာရဲ့တက်မတော်ကိုနာရဲဘော်တွေရဲ့ရေးသွေးမြင့်တင်တဲ့အပိုင်းတွေသက်ပုံစံကြအောင်တိဆောက်နေတဲ့အပိုင်းတွေအတွက်လည်းဒါအသုံးပြုဖို့လည်းလိုအပ်လို့ပေါ့နော်။အဲ့ဒီအဲ့ဒီမှာလည်းနည်းနည်းပြောချင်တာရှိသေးတယ်။အဲ့ဒါပါလဲဆိုတော့ဒီ ဟိုစစ်ပုံကြတယ်တပ်ပုံကြတယ်ဆိုတဲ့စကားနဲ့ပတ်သက်ပြီးတော့ဒီမှာခံစားချက်လေးနည်းနည်းဖြစ်နေတာပေါ့နော်ကျွန်တော်တို့ဒီရဲဘော်တွေမှာရောပေါ့နော်ဒါကတော့ရဲဘော်တွေမှာလည်းမကပါဘူးကျွန်တော်တို့ဒီကောင်းဆောင်တွေမှာအထိအဲ့ဒီစကလုံးလေးကနည်းနည်းရိုက်ခတ်တာရှိအဲ့ဒါဘာလဲဆိုတော့ခုနကပြောသလိုပေါ့နော်ကျွန်တော်တို့ကဒီဘိုးဘိုးတချင်းတွေကတားကြီးလို့ပဲဒီမိဘတွေနဲ့ပဲတေးသူချင်းမကွာနေခဲ့ကြဒီမိသားစုဘဝပြတ်တယ်လို့မျိုးပေါ့နော်ဒီတိုင်းပြည်ဒီခက်ပြတ်တဲ့အခါမှာ ကျွန်တော်တို့တွေဟာကျွန်တော်တို့ရဲ့မိဘပြည်သူတွေနဲ့အသားနဲ့နေပြီးတော့အဒုက္ခတွေကို အတူရင်ဆိုင်နေဖြစ်လာတဲ့ဒီလောကရန်ကိုဒီမိဘတွေရှေ့ကနေ ပြီးတော့ဟိုသားကြီးတွေလိုပဲရေရဝုံဝရှေ့ကထွက်ရက်ပြီးတော့ဒီလောကရန်ကိုခါးစီခံရင်းနဲ့ရင်ဆိုင်ခဲ့ကြတာပေါ့2023ဒီအစောပိုင်းကလေးကအားလုံးလဲသိပါတယ်ဒီအကြောင်းတွေကကျွန်တော်တို့မပြောရင်တောင်မှဒါအားလုံးသိပြီးသားပဲဒါပေမဲ့တစ်ခုရှိတယ် တချို့တွေကဒီအကြောင်းအရာတွေကိုသိပေမဲ့အဲလွယ်လွယ်မေ့ပြလိုက်ကြတာတွေတော့ရှိပုံရ။ဘာဖြစ်လို့လဲဆိုတော့ပြောချင်တာကကျွန်တော်တို့ကအဲ့ဒီကာလမှာခရေကဒီဒီလိုလူတို့နဲ့အတူတူမြေပြင်မှာပဲနေပြီးတော့ကိုယ့်ကိုယ်ကိုတိဆောက်ဖို့တဲ့ဒီလိုလူတို့ရဲ့ဒီနေ့စဉ်နဲ့မြတ်ုံတွေ့နေရတဲ့ဒုက္ခတွေကိုရှိတဲ့အားနဲ့ရင်ဆိုင်ဖြစ်ရှင်းနေကြရ။အဲ့တော့ကိုယ့်ကိုယ်ကိုတော့မဟုတ်ကိုယ့်သက်ကို တိဆောက်ဖို့အပိုင်းနေမှာကျွန်တော်တို့ကအားနည်းချက်တွေဖြစ်ခဲ့တယ်။ဒါပေမဲ့ဘလောက်ပဲကျွန်တော်တို့ကိုကိုကိုတိဆောက်ဖို့ကိုတက်ကိုတိဆောက်ဖို့အားနည်းချက်တွေဖြစ်ခဲ့ပါလေပေါ့နော်။ကျွန်တော်တို့စပြီးတော့ရိုးခဲ့တဲ့ဒီဒေါ်လာရဲ့မိကြောင်ဒီခီးကြောင်နော်တချို့တွေဟိုပန်းနိုင်ကိုရောက်ကုန်ကြတာလည်းရှိတယ်။ဒါကကျွန်တော်တို့ကို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 ရည်သွေးပြောတာမဟုတ်ပါဘူး။ဒါအနည်းနဲ့လာလာပြင်ဆင်ထားကြတဲ့အခြားဒီ နိုင်ငံသားအင်အားစုတွေသူတို့ရဲ့調査အားထုတ်မှုတွေအဲသူတို့ရဲ့ညံမျောမြင်နေအတွေ့အခေါ်တွေเนาะလောက်ရေကံရေတွေကြောင့်ဒီပန်းနိုင်ကိုရသွားတယ်เนาะသူတို့လိုချင်တဲ့စီရောက်သွားတယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့လို့ဒါပေမဲ့လို့เนาะဒီအခွင့်အရေးကိုသူတို့တွေနှစ်ပေါင်းဆယ်ချီပြီးတော့ရှာဖွေခဲ့ကြတာเนาะသူတို့တွေလည်းအဲ့ဒါကို အခုလိုမျိုးလွယ်လွယ်ကူကူမရခဲ့ပါ အခုကတော့ဘာလို့လွယ်လွယ်ကူကူရလဲ အလွယ်လွယ်ကူကူမဟုတ်တဲ့တိုင်ပေါ့နော်။ဘာဖြစ်လို့ဒီလိုမျိုးရလဲဆိုရင်ပြောခဲ့သလိုပေါ့နော်။ကျွန်တော်တို့တွေဒီအနာသိမ့်ပြီးတဲ့နောက်မှာအညာကကျွန်တော်တို့ပြည်သူတွေရဲ့အမရှိရှိတာနဲ့ဒေါ်လာရဲ့ခီးဒေါ်လာရဲ့မီးကိုပြိုးခဲ့တဲ့ချိုးစားအထုတ်ခဲ့တဲ့ရလတ်တွေပေါ့။အဲ့ဒီအခြေအနေတွေကအတိုင်းပြည်လုံးကိုရိုက်ခတ်သွားစေနိုင်လောက်တဲ့အနေအထားတွေရှိခဲ့တယ်။ ကဘာကတောင်မှအာအသိငယ်ရတဲ့အနေအထားလေးလည်းရှိတယ်ပေါ့နော်ဒါကျွန်တော်တို့ဟိုပြောကိုပြောပြောနေကြကြတဲ့စစ်ပုံမကြဘူးတပ်ပုံမကြဘူးအဲ့ဒီမကြဘဲနဲ့အညာသားတွေဖီယိုဖီးယဲနဲ့ဝင်ခဲ့တဲ့တိုက်ပွဲပဲအဲ့ဒီတိုက်ပွဲအချိန်ကနော်အချို့သူတွေအတွက်အခွင့်အရေးတောင်ဖြစ်ခဲ့တာလည်းရှိတယ်ဒါပေမဲ့ဟိုပြောချင်တာကဘာလဲဆိုတော့ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့တွေကကိုကိုကိုနော်ကိုတက်ကိုဒီဆောက်ဖို့ဆိုတာတဲ့ ဒီပြည်သူတွေနဲ့အတူမြေပြင်မှာနေပြီးတော့ဒီတိုက်ပွဲဝင်ခဲ့ကြတယ်အဲ့ဒီအခြေအနေကနေပြီးတော့အခြားသူတွေအတွက်တော့အခွင့်အရေးတွေဖြစ်ခဲ့ကြပြီမယ်လို့တော့ဒါတွေကိုသိပေမယ်လို့ဟိုလွယ်လွယ်မေ့ပြကြတယ်ဒီတန်ဖိုးတွေကိုမထီမဲ့မြင်ပြကြတဲ့စကားတွေကြုံလာရတယ်အဲ့ဒါပြည်သူလူထုတချို့ထံကလည်းကြားရတယ်လို့ကျွန်တော်တို့ရဲ့တက်အချင်းချင်းစီကနေလည်းကြားရတာရှိနော်နော်အဲ့ဒါကျွန်တော်တို့တက်မှာမဟုတ်ပါဘူးအညာမှာဒီလိုမျိုး ဟိုအားနေတဲ့သူတွေအပေါ်မှာအဲ့ဒီရိုက်ခတ်နေတဲ့စကားတပ်ပုံမကြဘူးစစ်ပုံမကြဘူးဆိုတဲ့စကားတွေပေါ့နော်ဒါကတော့ဟိုစစ်ပုံကြတယ်တပ်ပုံကြတယ်ဆိုတဲ့နေရာမှာလက်နက်ကင်ပြီးတိုက်နေရတဲ့အဖွဲ့အစည်းတွေအတွက်အဓိကလိုအပ်ချက်ဖြစ်အဓိကလိုအပ်ချက်ဖြစ်တယ်ဆိုတာကျွန်တော်တို့ဒါပြပြဝဝလက်ခံတယ်ပေါ့နော်ဒါပေမဲ့ဒီအားနေချက်ကိုအရန်ကြီးနင်းပြော်နေတဲ့ကိစ္စမှာတော့ဒီအညာကတော့ မရှိရှိတာနဲ့ဖြစ်တယ်လို့အသက်ပေးပြီးတော့ဒီလူလူအတွက်ဘဝတွေစည်းကဲကြတဲ့ရဲဘော်တွေတပ်ဖွဲ့ဝင်တွေအပေါ်မှာနည်းနည်းဟိုမထီမဲ့မြင်ပြုတဲ့စော်ကားတဲ့အနေအထားတွေရှိတောင်မှအာတက်ရောက်တာတွေကြုံရရအခုကျွန်တော်တို့ဟိုရဲဘော်တွေဒီမြေပြင်မှာဆိုရင်တို့ကိုယ်တိုင်ပြန်ပြောလာတာရှိတယ်ကျွန်တော်တို့ရဲ့စ조사အထုံးမှုတွေကဟိုဘာမှတန်ဖိုးမရှိလို့လားပေါ့နော်ကျွန်တော်တို့အညာသားတွေရဲ့ပေးဆက်မှုတွေကဘာမှကိုပဲအာ သူတို့တော့အမတ်တက်ဖြစ်เสียမှရှိလို့လားပေါ့နော်တချို့သူတွေကဟိုပြောကြတယ်တပ်ပုံမကြဘူးဆိုတဲ့ကိစ္စတွေပေါ့နော်အဲဒီသူလူလူကပြောတာကတော့တပိုင်းထားပါတော့တချို့တပ်ဖွဲ့ဝင်တွေကအဲ့လိုမျိုးဟိုဒီကျွန်တော်ဘီအန်အာရေးမှမဟုတ်ပါဘူးအခြားလူကအဖွဲ့လေးတွေပေါ်မှာလည်းဒီတပ်ပုံမကြဘူးဆိုတဲ့ကိစ္စတွေအပေါ်မှာမိမိကိုယ်ကိုယ်ဂုဏ်ယူဝင်ကြွားပြီးတော့အခြားအပေါ်မှာအာမတိမဲ့မြန်နဲ့ပြောဆိုကြတာတွေကြားနေရတာတွေရှိတယ်။ဘာပဲဖြစ်ဖြစ် တရားတွေကလိုအပ်တယ်ဆိုတာလက်ခံပါတယ်။ဒါပေမဲ့လို့ဒီအညာမှာခက်ခက်ခဲခဲနဲ့တိဆောက်ထားတဲ့တပ်ဖွဲ့တွေအပေါ်မှာနော်ဟိုထိုက်တဲ့လေစာမှုပေးလို့မရဘူးလားပေါ့။မိမိတို့ကိုယ်တိုင်ရောဒီခွန်ရေးတွေဒီလိုအခြေအနေတွေတိဆောက်ဖို့ဘယ်သူတွေကြောင့်ရလဲဆိုတာလေးနည်းနည်းတော့ပြန်စဉ်းစားပေးကြစေချင်တယ်ပေါ့နော်။ဒါပေမဲ့ဒါကတော့ကျွန်တော်တို့ကဆက်ဆက်မိလို့စကားအရာပြောခြင်းဖြစ်တယ်။ကိုယ့်ကိုယ်ကိုဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီဆောက်ရမယ်ဆိုတဲ့အပိုင်းကိုလည်း ဒါအကျွန်တော်တို့ဒါပြန်ပြီးတော့လေးလေးနက်နက်စဉ်းစားလာတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့2021ကနေပြီးတော့ဒီ2024ထိအဲ2023 2024ထိအဲကျွန်တော်တို့ရခီးပေါ်မှာကျွန်တော်တို့ရှိတဲ့အားနဲ့ပြပြလောလောစ조사ခဲ့ပြီးပြီအဲ့တော့အခုကျွန်တော်တို့ရဲ့ဒီတက်တည်ဆောင်းမှုအပိုင်းကြီးကိုလည်းပြန်သွားမယ်ဒါကဒါပေမဲ့ဒါအခုမှလာတော့မဟုတ်ပါဘူးကျွန်တော်တို့ဒီ PNR ရေရေလို့ဒီချောင်းပြီးကလေးက ဒီအပိုင်းတွေကိုတစ်ဆင်ရက်တစ်ဆင်ချင်းပို့ပြီးမြင့်တင်လာတာပေါ့ဒါပေမဲ့ပြည်စုံတဲ့အတိုင်းဒါကြီးတော့မရောက်သေးဘူးပေါ့နော်အဲ့တော့ဒီ2023မှာလည်းကျွန်တော်တို့တက်ကိုအတက်နိုင်ဆုံးပြင်ဆင်ခဲ့တယ်2024မှာလည်းဒါပြင်ဆင်တက်ကိုပို့ပြီးတော့ကျက်လက်ခိုင်းပါအောင်ပို့ပြီးတော့ရေသွေးပြည့်ဝအောင်ပြင်ဆင်နေတာပဲဒီပြင်ဆင်မှုတွေနဲ့ပဲဒီလိုမျိုးတက်ပုံမကြဘူးဘောနော်စစ်ရစ်သွေးမပြည့်ဝဘူးလို့အဲတချို့တွေမထီမဲ့မြင်ပြောဆိုလောင်ပြောင်နေတဲ့ဂျားကနေပြီးတော့ ျွန်တော်တို့တွေကတော့တကယ်ကိုပဲဒီစစ်မြေပြင်မှာပေါ့နော်အတွေ့အကြုံရှိတဲ့အီအာဟိုကြီးတွေရဲ့ဥဆောင်မှုတောင်မပါဘဲနဲ့ကျွန်တော်တို့ဗမာမျိုးသားဒေါ်လာရေးတက်မှာတော့ကိုယ့်အင်အားလေးနဲ့ကိုစစ်စစ်ရိတ်တကယ်ကိုနည်းနည်းလေးနဲ့ကျွန်တော်တို့မျိုးသိန်းစစ်စင်ရေးတခုလောက်ပြခဲ့တယ်အောင်မြင်မှုလဲဒါပြခဲ့တာကိုအားလုံးသိမှာဒါပေမဲ့ဟိုအချင်းနေအရာတပြိုင်နက်လှူရှားမှုဖြစ်အောင်ကျွန်တော်တို့ညှိနှိုင်းခဲ့တဲ့နေရာမှာတပြိုင်နက်လှူရှားမှု ဖြစ်ဖို့အခြားနေရာကနေပါမလာတဲ့အခါကျတော့ဒါထီထီကြီးဖြစ်သွားတဲ့စစ်စင်ရေးမှာကျွန်တော်တို့၄ရက်လောက်လေးပဲထိန်းပြီးတော့ပြန်ဆုတ်ခဲရတာရှိတယ်ပေါ့နော်အဲမဲ့ပြောချင်တာကအဲကျွန်တော်တို့တွေလည်းအတတ်နိုင်ဆုံးတော့ကျွန်တော်တို့ကြုံခဲ့ရတဲ့အခြေအနေတွေတော့ကျွန်တော်တို့လေ့လာထားရတဲ့အခြေအနေတွေကနေပြီးတော့အတတ်နိုင်ဆုံးတက်ကိုတက်ပုံကြအောင်တိဆောက်တယ်ရဲဘော်တွေစစ်ရေးစစ်သွေးပြုတ်အောင်ပြင်ဆင်နေပါ နော်အဲ့ဒီအနေထားတွေက2023ထက်2024မှာပိုလာခဲ့တယ်အဲ့ဒီ2024ထက်အခု2025မှာအာပိုပြီးတော့ကောင်းမွန်တဲ့အခြေအနေတွေဖြစ်လာရမယ်ဆိုပြီးတော့အာကျွန်တော်တို့တွေကဒါဒီအပိုင်းနေမှာလဲတက်ကိုတိဆောက်တဲ့အပိုင်းနေမှာလဲပြင်ဆင်နေပါတယ်အဲ့ဒီနေရာမှာတော့ခုနကမတိမဲ့မြင်ပြောဆိုမှုတွေအတွက်မခံညာစိတ်ကြောင့်တက်တက်မဟုတ်ဖဲနဲ့ဒါကတကယ်ကိုလိုအပ်တဲ့အခြေအနေတည်းရလဲဖြစ်လို့ကျွန်တော်တို့ကဒီတက်တိဆောက်တဲ့အပိုင်းနေရဲဘော်တွေကိုဒါ အတွေ့အကြုံတွေပေါ့နော်အဲစသဖြင့်ပေါ့ဒါပြင်ဆင်တဲ့အပိုင်းတွေကိုပို့ပြီးတို့မြင့်လုံနေတာတွေရှိတယ်ဒါကျွန်တော်တို့ဒီမြောက်ဘက်မှာလဲမာမိတ်တွေနဲ့တိုက်ပွဲဝင်ခဲ့သလိုအခုဆိုရင်အနောက်ဘက်မှာလဲကျွန်တော်တို့ဒါမာမိတ်တွေနဲ့အတူမျိုးသိန်းစစ်စင်ရေးတွေမှာဒါတိုက်ပွဲဝင်နေတာတွေရှိတယ်ပေါ့နော်ဒါပေမဲ့ဒီ2024နဲ့ဒီ2025အာဒီဒီကာလတွေမှာတော့ကျွန်တော်တို့အဲဒိတ်တဆိတ်ပဲလှူရှားပြစ်တာတွေများလာတယ်ပေါ့နော်နေမြေတိချဲ့တွင်တဲ့ အပိုင်းတွေရောပေါ့နော်တိတ်တဆိတ်ပဲလှူရှားပြစ်တာများလာတယ်ပြောချင်တာတော့ကျွန်တော်တို့ဒီ2025အတွက်ကျွန်တော်တို့တွေဒေါ်လာရခီးကိုဆက်ရအောင်မှာဖြစ်တယ်ကျွန်တော်တို့အစကတည်းကကို့မူအာကို့ရည်ရွယ်ချက်နဲ့ကို့မျော်မှန်းချက်နဲ့ကိုပြက်ပြက်သားသားအာထီထီမမရက်တည်ခဲ့တဲ့ BNR တွေကဒီကနေ့ထိဦးစားဘတ်တွေရဲ့ကိုကြီးပံ့ပိုးမှုနဲ့ကျွန်တော်တို့ယုံကြည်ရလမ်းကိုဆက်ဆောင်နေနိုင်တော့မှဖြစ်တယ်အဲ့ဒီမှာ ဒါပြောလိုတာကတော့ကျွန်တော်တို့ကဘယ်သူပေးတဲ့ခေါင်းစဉ်နဲ့မှဒီဒေါ်လာရဲ့ခရီးကိုသွားနေတာမဟုတ်ဘဲနဲ့ကိုယ်နိုင်ငံရေးမှုနဲ့ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ့်မျှော်မှန်းချက်နဲ့ကိုယ်သွားနေတာဖြစ်တယ်။အဲ့ဒီအခြေအနေကြောင့်လဲကျွန်တော်တို့ကနိုင်ငံရေးအတွန်းအတိုက်တွေကိုအများကြီးကြုံရရဘယ်လိုပဲကြုံရရသည်ဖြစ်စေခုပြောခဲ့တဲ့ကျွန်တော်တို့ရဲ့ဦးစားဘက်တွေကျွန်တော်တို့ရဲ့မိသားစုဝင်တွေရဲ့ဖိမမှုနဲ့ကျွန်တော်တို့ကမမမမရက်ခဲ့ဒါကတော့ဂိုင်းကျွန်းပြီးကျွန်းဂိုင်းပြီးဆိုသလိုပဲကျွန်တော်တို့ကလည်းဒီပြည်သူလူထုတွေအတွက် ကျွန်တော်တို့အသက်တွေဘဝတွေရင်းပြီးတိုက်ပွဲဝင်နေတာဖြစ်တယ်အဲကျွန်တော်တို့တွေရဲ့ဒီလိုမျိုးတိုက်ပွဲဝင်နိုင်မှုအင်အားတွေကိုလည်းဒီပြည်သူလူထုတွေကနေပြီးတော့ပေးပြီးတော့ကျွန်တော်တို့ဒီနိုင်ငံရေးအတွန်းအတိုက်လိုင်းလေကြမှာကျွန်တော်တို့ဒီဒီမှမှရပ်တည်နေတာဒီကနေ့အထိပဲဖြစ်တယ်ဒါပေမဲ့အာကာလတာရှည်လာတဲ့အခါမှာတော့ကျွန်တော်တို့တွေကဟိုမူလရည်ရွယ်ချက်တွေမပြောင်း သိတိုင်ပေါ့เนาะပြောင်းလဲစဉ်းစားရတဲ့အခြေအနေတွေတော့အများကြီးကြုံလာရဒါကလည်းကျွန်တော်တို့ကြုံလာရတဲ့လူပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေသူတို့ရဲ့ဟိုလှုပ်ဆောင်ချက်တွေသူတို့ရဲ့စေတနာတွေပေါ့เนาะအာဒီအခြေအနေတွေအပေါ်မှာကျွန်တော်တို့ပြောင်းလဲစဉ်းစားပြီးလုပ်ကံရတာတွေလည်းရှိလာအဲပါလဲဆိုတော့ကျွန်တော်တို့ပြောခဲ့တယ်လို့ပေါ့เนาะဒေါ်လာရေးကဏ္ဍဦးကတော့ကျွန်တော်တို့ဖက်ဒရယ်ဒီမိုကရေစီဆိုပြီးတော့ကြွေးကြော်ပြီးတက်လာခဲ့ကြတာပဲတိုင်းရင်းသားအားလုံးเนาะ တန်းတို့အခွင့်အရေးနောက်ပြီးတော့ကျွန်တော်တို့အားလုံးပြည်ထောင်စုကြီးကိုပေါင်းစည်းတည်ထောင်ကြမယ်ပေါ့နော်ဖက်ဒရယ်နဲ့ဒီမိုကရေစီပေါင်းစပ်ပြီးတော့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကိုခြေကူးရင်ခဲ့တာဒါပေမဲ့ဒီကနေ့အခြေအနေအရအဲ့ဒီကျွန်တော်တို့မျှော်လင့်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုတာကတော့ကျွန်တော်ထင်တယ်ဒီဒေါ်လာရေးကာလအလွန်မှာယုံကြည်ဖြစ်ပေါ်လာဖို့မလွယ်တော့အကိုဒေတာ ိုကျကိုဒေတာဟိုလွတ်မြောက်ဖို့ကိုကျမကိုဖန်တီးဖို့ပဲအားလုံးကဒါစူးစမ်းနေကြတဲ့အနေအထားရှိတယ်။အဲဒီအနေအထားမှာယူသားတဲ့သူတွေရောမယူသားတဲ့သူတွေရောယူသားတဲ့ဖွဲ့စည်းတွေရောမယူသားတဲ့ဖွဲ့စည်းတွေရောကျွန်တော်တို့အများကြီးကြုံရရပြီ။အဲ့တော့ကျွန်တော်ခဏခဏဒီနောက်ပိုင်းမှာပြောလာရတယ်ကျွန်တော်တို့နိုင်ငံရေးလောဘတော့အရန်မကြီးရတော့ကျွန်တော်တို့ရှောက်ခဲ့ရတဲ့လမ်းမှာကျွန်တော်တို့အရန်လေးစားခဲ့ကြရတဲ့ပုံပုံတွေအရန်လေးစားခဲ့ကြရတဲ့အဖွဲ့စည်းတွေရဲ့ ိုင်ငံရေးစေတနာတွေကိုလည်းကျွန်တော်တို့မြင်လာရတဲ့အခါမှာကျွန်တော်တို့အံဩထိတ်လန့်ခဲ့ရတာတွေလည်းရှိပါ။နောက်ဟောတကယ်ပါတကယ်ပါအဲ့ဒီတော့ဆိုတော့ကျွန်တော်တို့ကလက်ရှိလက်ရှိလူမှုအတွက်အကျိုးဖြစ်ထွန်းမှုကိုရည်ရွယ်ပြီးတော့အာကျွန်တော်တို့တောင်းလဲစဉ်းစားပြီးတော့အာဆောင်ရွက်နေတာလည်းရှိတယ်။ဒါတွေကပုံတံပေါ်လာရင်တော့ကျွန်တော်တို့ပြည်သူတွေအဲဒီအသီးပွင့်ကိုခံစားရလိမ့်မယ်လို့တော့ အကျွန်တော်မျှော်လင့်ပါတယ်ဒီချိန်မှာတော့ကျွန်တော်တို့ကဒီကိစ္စလေးကိုအရင်ကြီးပြပြဆုံးဆုံးပြောပြဖို့လဲခတ်တယ်တေချာတာကတော့ကျွန်တော်တို့ဟိုအတက်နိုင်ဆုံးကျွန်တော်တို့တက်ကိုပြင်ဆင်မယ်စုဖွဲ့မယ်ကျစ်လက်အောင်ဒီဆောင်မယ်စစ်ရေးစစ်သွေးအပြင်ကျွန်တော်တို့ကနိုင်ငံရေးတည်တဲ့ဒါရဲဘော်တွေနိုင်ငံရေးတည်တဲ့အဖွဲ့အစည်းအဖြစ်နဲ့ဆက်လက်ရည်တည်နေမယ်ပြီးရင်တော့ခုနပြောခဲ့တယ်လို့ပေါ့နော်ကျွန်တော်တို့ဒေတာကျွန်တော်တို့လူတို့ကျွန်တော်တို့လက်လန်းမီယာမှာလက်တလုံးအကျိုးဖြစ်ထွန်းမှုအတွက် ကျွန်တော်တို့အကောင်းဆုံးစ조사မယ်အဲ့ဒီနေရာမှာဘယ်သူတွေရဲ့ဝေဖန်မှုဘယ်သူတွေရဲ့တိုက်ခိုက်မှုဘယ်သူတွေရဲ့ထိုးနှက်မှုကိုမှအာကျွန်တော်တို့ဟိုအရန်ကြီးအာယုံဆိုင်နေမှာတော့မဟုတ်ဘူးကျွန်တော်တို့လူလူတွေကျွန်တော်တို့ပြည်သူတွေရဲ့လက်တလောအကျိုးဖြစ်ထွန်းမှုအတွက်အာကျွန်တော်တို့ဒါအကောင်းဆုံးစီရေးနိုင်ငံရေးနော်နှစ်ခုလုံးကနေပြီးတော့ညပြီးတော့စ조사ဆောင်ရွက်သွားမယ်ဆိုတာလည်းဒီနေရာမှာကျွန်တော်တို့ဟိုပြောလို့ပါဒီအနာရေးအနေနဲ့ကတော့ရှိသလောက်ခင်အားနဲ့ကျွန်တော်တို့ဒီခရီးကိုဆက်သွားနေမှာပါ ြောခဲ့တယ်လို့ပေါ့နော်ကျွန်တော်တို့ကဖက်ဒရယ်ဒီမိုကရေစီကျွေးကြော်လာပြီမယ်လို့တကယ်တော့ကျွန်တော်တို့ပြည်သူလူထုရဲ့အကျိုးစီးပွားအတွက်ရည်ရွယ်တာပါအဲ့ဒီမှာတနိုင်ငံလုံးစာမတက်နိုင်ရင် ကျွန်တော်တို့ဒေတာတစ်ခုသာကျွန်တော်တို့ရအောင်ကြိုးစားမယ်အတက်နိုင်ဆုံးကျွန်တော်တို့ပြောင်းလဲစဉ်းစားတဲ့နာတွေကိုပြောင်းလဲစဉ်းစားပြီးတော့အာကျွန်တော်တို့လက်လောအကျိုးဖြစ်ထွန်းမှုတွေကိုကျွန်တော်တို့ရအောင်ကြိုးစားပြီးသွားမယ်အဲ့ဒီအတွက်ကျွန်တော်တို့ရဲ့အသက်တွေဘဝတွေဂုံသိက္ခာတွေဘာပဲရင်းရရင်းရကျွန်တော်တို့လူထုအတွက်ဆိုရင်ကျွန်တော်တို့က အကောင်းဆုံးပေးဆက်သွားမယ်ဆိုတာလည်းဒီနေရာမှာတပါးလေးပြောလို့လည်းပေါ့နော်အဲ့ဒီမှာတော့ဟိုကျွန်တော်တို့ကဟိုစစ်သားတွေအဖြစ်နဲ့အိမ်ကထွက်လာတာမဟုတ်တလို့နိုင်ငံရေးသမားတွေအဖြစ်နဲ့အိမ်ကထွက်လာတာမဟုတ်ဘူးကျွန်တော်တို့ရဲ့ယုံကြည်ချက်အတွက်ကျွန်တော်တို့ကလက်နက်ကင်ပြီးတော့စစ်သားတို့မဟုတ်ဒေါ်လာရေးသမားတွေလုတ်ခဲရတယ်ကျွန်တော်တို့ရဲ့ယုံကြည်ချက်ကျွန်တော်တို့ရဲ့အမျှော်လင့်ချက်အတွက်ကျွန်တော်တို့ကဒီနိုင်ငံရေးနယ်ပယ်လေးကိုဝင်ပြီးတော့နိုင်ငံရေးသမားတွေဟိုလုတ်ခဲရဒါပေမဲ့ ဟောကျွန်တော်တို့ရှေ့ရှေ့မှာရှိတဲ့ဒါညီကိုတွေဆရာဆရာတွေရဲ့လက်တွဲခေါ်ယူမှုဟောဖိမမှုတွေကိုတော့ကျွန်တော်တို့ဟောအားကိုမျှော်လင့်နေတာရှိတယ်ပေါ့နော်အဲ့ဒီမှာအာကျွန်တော်တို့ရတဲ့သူတွေစီကရပြီးတော့မရတဲ့သူတွေစီကမရနော်အဲ့ဒီမှာရတာမရတာဆိုတာတစ်ခုပဲတချို့ကလက်တွဲခေါ်သလိုတချို့ကတော့တွန်းတိုက်တယ်ဖြိုလဲတယ်ပေါ့နော်အဲ့ဒီအနေထားတွေလည်းကျွန်တော်တို့ကြုံခဲ့ရအဲ့ဒါကြောင့်ကျွန်တော်ခုနကပြောတာအန်အော်ထိတ်လန့်စရာအခြေအနေတွေလည်းနိုင်ဒီနိုင်ငံရေးစာမျက်နှာပေါ်မှာ ကျွန်တော်တို့အများကြီးကြုံခဲ့ရအဲ့တော့ကျွန်တော်တို့ကအရန်ကြီးနိုင်ငံကြီးလောဘတော့ဟိုမကြီးရတော့ကြီးကြီးကျယ်ကျယ်တွေလည်းဒါကျွန်တော်တို့မပြောရတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့မူအရာရှိနေပေမဲ့လို့လက်တလောကတော့ကျွန်တော်တို့ဒေတာကျွန်တော်တို့လူတို့အဲတကယ်ကိုပဲအဋ္ဌဒဓမ္မအကျိုးဖြစ်ထွန်းမှုကိုဥတည်ပြီးတော့ကျွန်တော်တို့ကြိုးစားသွားမယ်အဲ့ဒီအတွက်ရေရေနိုင်ငံကြီးကျွန်တော်တို့ရှိသလောက်အားလေးနဲ့ကျွန်တော်တို့ရအောင်လုပ်မယ်အဲ့ဒီမှာလူတို့ရဲ့ဝန်းရံမှုကိုလည်းအဲကျွန်တော်တို့ ျော်လင့်နေအဲအဲ့ဒီအတော့ကျွန်တော်တို့ဒီမှာ project 2025ဆိုပြီးတော့ဘဏ္ဍာရေး campaign လေးလုပ်ထားတာရှိတယ်ပေါ့နော်အဲ့ဒါလည်းအတက်နိုင်ဆုံးပါဝင်ပေးကြဖို့ကျွန်တော်အနေနဲ့ရဲဘော်တွေရဲ့ကိုစားဒါတိုက်တွန်းပြောကြားလိုတယ်ပေါ့နော်ဒီမှာလည်းဖုန်းလေးပြောက်ပါတယ်ဟောစာပို့ထားတယ်ခါလေးဒီဟောဒီမှာလည်းဟုတ်လား ဒီမှာလဲကျွန်တော်တို့ဒီ project 2025ကနေပြီးတော့ဒီလိုလူလူတွေကနေစာပေးတဲ့အစီအစဉ်လေးတွေဘောနော်ကျွန်တော်အသေးစိတ်တော့ဖတ်မပြတော့ပါဘူးဟိုတချို့ကဒီမှာစစာခြင်းပဲဗောနော်ကျွန်တော်တို့ရဲ့တိုင်းရင်းသားညီကိုဖြစ်တဲ့ကရင်ကရင်မောင်နှမတွေကနေစပြီးတော့ဟိုအများကြီးပဲကျွန်တော်တို့ရဲ့တိုင်းရင်းသားညီကိုမောင်နှမတွေဒီဩဇာပတ်တွေဆူတောင်းစကားတွေနော်ဝင်းရံအားပေးတဲ့စကားတွေကျွန်တော်တို့ပြောထားတာရှိတယ်အဲဒီစာလေးတွေကိုဖတ်ပြီးတော့လဲ အရဲ့ဘော်တွေလည်းအတတ်ရတယ်ကျွန်တော်တို့လည်းအတတ်ပါတယ်နော်အခက်ခဲတွေဒုက္ခတွေရှိသည့်တိုင်ဒီလိုမျိုးကျွန်တော်တို့အပေါ်မှာယုံယုံကြည်ကြည်နဲ့ဝင့်ရအားပေးနေကြတဲ့မိဘပြည်သူတွေရှိတဲ့အတွက်လည်းကျွန်တော်တို့ဒီပြည်သူတွေအတွက်စူးစမ်းရမယ်အရေးလာမှာကျွန်တော်တို့အတွက်အားကြီးတစ်ခွက်ပါအဲ့မှာကျွန်တော်နည်းနည်းပြောပြခြင်းနဲ့အစားလေးတွေရှိတယ်ပေါ့နော်ဒီမှာ ရှိတော့ဘုံငကားရေးတဲ့ဆက်လက်တိုက်ပွဲဝင်ပြပါလို့လည်းမပြောရဘူးရက်လိုက်ပါလို့လည်းမပြောရပြန်ဘူးရင်းထားရတာအတက်တွေဘဝတွေအဲ့တော့အတိတတိလေးထားပြီးတော့လောက်ကင်မှာ BNR တဖွဲ့လုံးကျမ်းမာပေးကင်းပါစီရှားလေးကတော့ဟိုတူတူလေးပါပဲဒါပေမဲ့ရက်လိုက်ပါလို့လည်းမပြောရဘူးဆက်လက်တိုက်ပွဲဝင်ပြပါလို့လည်းမပြောရဘူးဆိုတဲ့စကားဒါအပြန်အလှန်ပြန်မှန်းလာတဲ့အပေါ်မှာနားလည်မှုနဲ့ နားလည်မှုနဲ့တွဲလာတဲ့အားပေးစကားပေါ့နော်မလုပ်ဘူးဆိုရင်လည်းအပြစ်မပြောလို့ဟုတ်ဆိုတဲ့သဘောမျိုးပေါ့နော်လုံနိုင်တယ်ဆိုရင်လည်းဆက်လုပ်ပါဆိုတဲ့သဘောပဲနောက်သူတို့အနေနဲ့တတ်နိုင်တာလေးတွေကိုပေးနိုင်မယ်ဆိုတဲ့ပါအဲ့ဒီလိုပါပဲကျွန်တော်တို့အနေနဲ့လည်းခုနကပြောတဲ့ဒီအိုးစားဘက်ကမ်ပိန်းဟိုကျွန်တော်တို့ဒေါ်လာ9သိန်းရွယ်ပြီးလုပ်တဲ့နေရာမှာဒါကတက်ရည်တိဆောက်ရေးရောကျွန်တော်တို့ကြီးမားတဲ့စစ်စင်ရေးတခုလည်းရှိတဲ့အတွက်ဒါကိုရည်ရွယ်ပြီးတော့ဒေါ်လာ9သိန်းဟိုတားကတ်ထားပြီးလောက်တာဖြစ်တယ်ဒါပေမဲ့လည်း ဒါကိုပြည့်အောင်မဖြစ်မနေပါပေးကြပါလို့လဲမပြောရဘူးပေါ့နော်တကယ်လို့ပါပေးမယ်ဆိုရင်လည်းဒီလိုမျိုးပေးလာတဲ့အင်အားတွေနဲ့ကျွန်တော်တို့အကောင်းဆုံးတော့အကျိုးစားသွားမှာပါပဲ။ဘာဖြစ်လို့လဲဆိုတော့အခုနကကျွန်တော်တို့ရဲ့အဲညီကိုကိုမိုးကြီးပြောသလိုပါပဲ။နော်မပြောရဘူးမပြောရဘူးဆိုတာကဘာဖြစ်လို့လဲဆိုတော့ပင်မန်းတဲ့အခြေအနေတွေကိုနားလည်နေလို့မပြောရဘူးဆိုတာမျိုးပါပဲ။ကျွန်တော်တို့လည်းအဲ့လိုပါပဲ။အာကျွန်တော်တို့ဒီဒေါ်လာ9သိန်းက ျွန်တော်တို့ရဲ့စစ်စင်ရေးနဲ့နော်ဒီဒီဆောင်ရေးတွေအတွက်ဒါအ ਨੇ ဆုံးပမာဏသတ်မှတ်ထားတဲ့သတ်မှတ်ပြီးတော့လူလူကိုတောင်းခံထားတဲ့ငွေဖြစ်တယ်ဒါမှမဟုတ်မပြည့်ရင်လဲကျွန်တော်တို့ကမဖြစ်ဖြစ်အောင်ထည့်ပေးပါလို့လည်းမပြောရဘူး။ဘာဖြစ်လို့လဲဆိုတော့ဟိုလာ9သိန်းဆိုတာကကျွန်တော်တို့ဒါမြန်မာငွေနဲ့တွတ်မယ်ဆိုလို့ရှိရင်ဒါသိန်း2000ကျော်ပဲရှိပါသေးတယ်။အဲ့ဒီဒါစစ်စင်ရေးတစ်ခုမှာသိန်း2000ကျော်ဆိုတာက စ်စင်ရေကြီးမားတဲ့စစ်စင်ရေတစ်ခုမှာတိန်းတောင်းကျော်ဆိုတာကဘာမှဟောပြည့်ပြည့်စုံတဲ့အနေထားတော့မဟုတ်လာဘူးဆိုတာလက်ရှိမြို့သိန်းစစ်စင်ရေအတွက်အလုံးလုံးနေကြတဲ့သူတွေသိပါတယ်အခုဒါကျွန်တော်တို့ဒီအနောက်ဘက်ဆိုရင်လည်းကျွန်တော်တို့ရဲ့ညီနောင်တွေမြို့သိန်းစစ်စင်ရေတွေမှာအ ਨੇ ဆုံးစစ်စင်ရေတစ်ခုကိုသိန်း9000ပတ်ဝန်းကျင်လောက်ကုန်ကြတဲ့အနေထားတွေရှိတယ်ပေါ့နော်အာဒီအနေထားတွေဒီလည်းကျွန်တော်တို့မမျှော်လင့်ပါဘူးရှင်းမှာပြောခဲ့သလိုလူလူကတစ်ချက်ပေးရင်နှစ်ချက်ရအောင်လုပ်မယ်ဆိုသလိုပဲကျွန်တော်တို့ ီသိန်းဒေါ်လာ5သိန်းပေးရင်ဒေါ်လာ10သိန်းပို့လောက်တန်းအောင်ကျွန်တော်တို့အလုပ်လုပ်ဖို့ပဲအာဘယ်လိုနည်းနဲ့လုပ်နိုင်မလဲဆိုတာပဲကျွန်တော်တို့ဟိုပြင်ဆင်ထားပါတယ်အဲဒါကြောင့်အဲ့ဒီတကယ်လိုအပ်တဲ့ပမာဏတွေကမှအ ਨੇ ဆုံးအ ਨੇ ဆုံးပမာဏလေးကိုကျွန်တော်တို့သတ်မှတ်ပြီးတော့ဒီဟာလောက်တာဖြစ်တဲ့ဒါမှကိုမိုးကြီးပြောသလိုပါပဲကျွန်တော်တို့ဟိုဘယ်လိုပြောမလဲမပြောရဘူးနော်အဖြစ်ဖြစ်အောင်ပါပေးပါဆိုတဲ့စကားမျိုးတော့မပြောရဘူး အဲကျွန်တော်တို့မြတ်တာရက်ခံတိုက်တွန်းတဲ့အနေထားလောက်ပဲရှိပါ